TikTok algorithm ဆိုတာဘာလဲ TikTok metadata ဆိုတာဟောဘာလဲ TikTok AI ဆိုတာဟောဘာလဲပြောပြမယ်ဆုံးထိကြည့်မင်္ဂလာပါ DigiCoin Founder ကိုစရာပြုပါခုနကမေးထားတာတွေထည့်ရရင်တော့ algorithm တွေရင်စပြောပါမယ် TikTok ပေါ်မှာ algorithm ဘလို့အလုံးလုံးလဲဆိုတော့ကို့ဗီဒီယိုကိုဘလို့လူမျိုးတွေကကြိုက်တတ်တယ်ဘလို့လူမျိုးတွေကကြည့်တတ်တယ်ဆိုတာကိုခွဲခြားစိုက်ဖြာပြီးတော့ကို့ဗီဒီယိုကိုကြိုက်လောက်မဲ့ထင်တဲ့သူတွေကိုအဓိကပြပေးတဲ့အလုပ်ကို algorithm ကလုပ်ပါတယ်ဆိုတော့ algorithm ဘလို့ခွဲခြားစိုက်ဖြာလဲဆိုတော့အဓိက၃ချက်နဲ့ပဲခွဲခြားစိုက်ဖြာပါတယ်နံပါတ်၁ကတော့ user engagement လို့ခေါ်တဲ့ like share comment တွေနဲ့တိုင်းတာတယ် နံပါတ်2ကဗီဒီယို content မှာပါတဲ့ theme တွေ hashtag တွေ audio တွေ video quality တွေအဲ့ဒါတွေနဲ့တိုင်းတာပါတယ်။နံပါတ်3ကတော့ user behavior လို့ခေါ်တဲ့ဘယ်သူတွေကဘယ်လိုဗီဒီယိုမျိုးကိုကြိုက်တဲ့ဘယ်လောက်ကြောင် ကြည့်တတ်တယ်ဆိုတာမျိုးနဲ့တိုင်းတာပါတယ်။ Okay algorithm ပြီးတော့ metadata ကိုဆက်ပြောပြပါမယ်။ metadata ကကိုဗီဒီယိုနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုရှာဖွေပေးပါတယ်။သူကလည်း TikTok ပေါ်မှာအချက်၃ချက်နဲ့ပဲအလုပ်လုပ်ပါတယ်။ နံပါတ်၁ကကို့ဗီဒီယိုနဲ့ပတ်သက်တဲ့ information တွေကိုရှာဖွေပေးပါတယ်ဗီဒီယိုတိုက်တဲ့ description hashtag audio user tag location အဲ့ဒီ data တွေကိုရှာပေးပါတယ်နံပါတ်၂ကကို့ဗီဒီယို content ဆာဘာအကြောင်းပြောနေလဲဆိုတာကိုရှာပေးပါတယ် education အကြောင်းလား entertainment လုပ်နေတာလား knowledge sharing လုပ်နေတာလားစသဖြင့်ရှာဖွေပေးပါတယ်နံပါတ်3ကတော့ရှာလို့ရလာတဲ့ data တွေကို algorithms ကိုပို့ပေးပါတယ် အဲ့တော့ algorithm နဲ့ meta data နဲ့အလုပ်လုပ်ပုံချင်းကခက်ဆင်တယ်တူတယ်လို့ထင်ရပေမဲ့ခက်လာတဲ့ရလဒ်ချင်းကြောင့်တော့ပြောင်းပြပါတယ် meta data ကကို့ဗီဒီယို content ရဲ့အချက်အလက်တွေကိုရှာဖွေစုဆောင်းတဲ့အလုပ်ကို လုပ်ပြီးတော့ algorithm ကတော့ meta data ရှာထားတဲ့ data တွေကိုခွဲခြားစိုက်ဖြာပြီးဘယ်လိုလူတွေကိုပြသင့်တယ်ဆိုတာကိုဆုံးဖြတ်ပေးတာဖြစ်ပါတယ် ကို video content ရဲ့ visibility နဲ့ engagement rate ကိုသတ်မှတ်ပေးတာမျိုးဖြစ်ပါတယ်။ Meta data ဆိုတာကတော့ TikTok ရဲ့ research system ဖြစ်ပါတယ်။ Algorithm ဆိုတာကတော့ TikTok ရဲ့ recommendation system ဖြစ်ပါတယ်။အဲ့ဒီနှစ်ခုကိုပေါင်းပြီးတော့လူတွေက TikTok AI TikTok AI ဆိုပြီးတော့ပြောနေကြတာဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာမေးစရာတစ်ခုရှိလာတယ်။ကို video ပေါက်ဖို့ algorithm ကအရေးကြီးလား Meta data ကအရေးကြီးလားဆိုပြီးတော့ ျွန်တော်အမြင်ပြောရလို့ရှိရှင်တော့ algorithm ထက် metadata ပိုရေးကြည့်တယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့သူကကို့ဗီဒီယိုရဲ့အချက်အလက် data တွေကို အရင်ရှာဖွေပြီးတော့မှ algorithm တွေကို ပို့ပေးတာဖြစ်ပါတယ်။အဲ့တော့မှ algorithm ကအလုံးလောက်တာဖြစ်ပါတယ်။ဆိုတော့ metadata မရှိလို့ရှိရှင် algorithm လည်းအလုံးလုံးမှမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့ video ကို ပေါက်ချင်လို့ရှိရှင် metadata ကိုထိထိရောက်ရောက်အသုံးချတတ်ဖို့လိုပါတယ် မီတာဒေတာကိုထိထိရောက်ရောက်အသုံးချနိုင်မှုဆိုလို့ရှိရင်ဒီအချက်6ချက်ကအရေးကြီးပါတယ်နံပါတ်1ကတော့ keyword ကိုဗီဒီယိုနဲ့သက်ဆိုင်တဲ့ keyword တွေကိုထည့်ရေးပေးတာထည့်ပြောပေးတာတွေလုပ်ရပါမယ်နံပါတ်2ကတော့ description ကိုရှင်းရှင်းလင်းလင်းရေးထားတာဖြစ်ရပါမယ်အဲ့တော့ခေါင်းစဉ်ကိုဖတ်လိုက်တာနဲ့ကိုဗီဒီယိုကဘာအကြောင်းပြောပြခြင်းလဲဆိုတာတန်သိအောင်ရှင်းရှင်းလင်းလင်းရေးဖို့လိုပါတယ်နံပါတ်3ကတော့ hashtag တွေဖြစ်ပါတယ် ကိုဗီဒီယိုနဲ့သက်ဆိုင်တဲ့ hashtag တွေ trending ဖြစ်နေတဲ့ hashtag တွေကိုသုံးဖို့လိုပါတယ်။နံပါတ်၄ကတော့ video နဲ့ audio quality ဖြစ်ပါတယ်။အဲ့တော့ video quality ကောင်းကောင်းလုပ်ပါ။မှုံဝါပြီးတော့အမြင်မကောင်းတဲ့ video တွေကိုမတင်ပါနဲ့။နောက် audio နဲ့ပတ်သက်လာလို့ရှိရင်လူကြိုက်များတဲ့ audio တွေတခြင်းနေနဲ့တွဲပြီးတင်ပါ။ friend ဖြစ်နေတဲ့တခြင်းတွေကိုသုံးပါ။ နံပါတ်5ကတော့ location tag ဖြစ်ပါတယ်။ကို့ဗီဒီယိုကိုဘယ်နေရာလူတွေကိုပဲပြစီခြင်းနဲ့ချိန်စီခြင်းနဲ့ဆိုလို့ရှိရင် location tag ကိုတွဲပြီးတင်ပါ။တခြားနေရာလူတွေကိုမပြဘူးတော့မဟုတ်ဘူးပေါ့နော်။အဲဒါပေမဲ့ကို location tag တွဲပြီးတော့တင်ထားတဲ့နေရာကလူတွေကိုပို့ပြီးတော့ပြပေးတယ်။အာဥပမာရန်ကုန်ကလူတွေကိုပဲပို့ပြီးချိန်စီခြင်းလို့ဆိုရှင်ရန်ကုန်ဆိုပြီးတော့တက်တွဲမန္တလေးကလူတွေကိုပဲချိန်စီခြင်းနဲ့ဆိုလို့ရှိလို့ဆိုရှင် location tag မှာမန္တလေးကိုသုံးပါ။နံပါတ်6ကတော့ user tag ဖြစ်ပါတယ်။ ကိုဗီဒီယိုကို အမြဲကြည့်နေအားပေးနေတတ်တဲ့ top fan တွေလိုလူမျိုးတွေကို mention ခေါ်ပြီးတော့ user tag တွဲတင်တာမျိုးပါအဲသူကတော့မသုံးလဲရပါတယ်ဆောနကပြောထားတဲ့အချက်တွေပြည့်စုံနေဆိုလို့ရှိရင်တော့ကိုဗီရိုမှာပြောထားတဲ့အကြောင်းအရာတွေကိုထိုက်တဲ့လူမျိုးတွေစီကိုပဲ TikTok AI ကပြပေးမှာဖြစ်ပါတယ်။ကဲအခုလောက်ဆိုလို့ရှိရင်တော့ meta data ဆိုတာဘာလဲ algorithm ဆိုတာဘာလဲ TikTok AI ဆိုတာဘာလဲဆိုတာတော့ပြီးသွားလောက်ပြီလို့ထင်ပါတယ်။ အခုလိုအကျိုးရှိစေမဲ့ knowledge sharing လေးတွေကိုလည်းနောက်ပိုင်းမှာအများကြီးလုပ်ပေးဖို့ရှိလို့ကျွန်တော်တို့ဒီကြေကုန်းကို like and follow လေးလေးလုပ်ထားဖို့ပြောပါရစေ။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော်။